ားလုံးပဲမင်္ဂလာပါဗီဒီယိုရေမှာကြိုးသူပါတယ်ကျွန်တော်မနှောပေးကြပါခေါ်တာတကီထောင်တော့ရှေ့တဲ့ခုနှစ်ခုနှစ်မှာခုနှစ်သားသမီးတွေနေတယ်တတိထားမှချင်းကာလာတွေကိုမြမယူရာဗီဒီယိုကြုံပါဘူးပညာဖြင့်စစ်စစ်တွက်ချက်ပြီးဖော်ပြပေးခဲ့ပူပါတယ်အထောက်နဲ့ဆက်သုံးခုနှစ်လောက်ကဖော်ပြပေးခဲ့ပူတာမှတ်မိကြမယ်ထင်ပါတယ်အဲ့ဒီမှာ ဂျိုတလုံးဟာမဟာဗုဒ္ဓသာခုနှစ်ဌာနကိုတလပြီးတလသည်ပြန်ရွှေ့သားခြင်းအကြောင်းဟောကြားနည်းဖြစ်ပါသည်ဒီနေ့မှာတော့ပညာကံသေးသေးကိုတော့မတင်တော့ပါဘူးဟောကြားပုံနဲ့ပတ်သက်ပြီးပေါ်ပြလိုက်ပါတယ် ထောင်သားရှိတဲ့ခုနှစ်ခုနှစ်လူနှုတ်ကနေတာသမီများဟာ2025စက်တလပိုင်း19ရက်မှာစက်နှစ်လပိုင်း16ရက်အထိဒလတာတွင်မာပုတ်မှာလူနှုတ်ကနေတာသမီများဟာဘင်းကဌာနမှာရက်တည်ပါတယ်ဒါကြောင့်အလုံနဲ့ပတ်သက်တဲ့ရန်တိုက်ခိုက်များကြောနိုင်ပါတယ်အလုံကိုင်းစိတ်မပြေမှုတွေကြောင့်အိမ်တွင်းရေအိမ်တော်ရေးပြဿနာများပါကြုံရနိုင်တဲ့ကာလဖြစ်ပါတယ် 2025စနေလပိုင်း18ရက်မှာ2026တလပိုင်း16ရက်အထိတလရာအတွင်းမဟာဗုဒ္ဓမှာတနင်္ဂနွေသားသမီးများဟာမေယနာဌာနမှာယက်တည်ပါတယ်ဒီကာလမှာတော့သူသတိထားပဲကာလဖြစ်ပါတယ်တနင်္ဂနွေနေ့မေယနာမှာရှိပြီးဘုရုဂျူတို့ဟာအတွင်းရန်ဖြစ်တဲ့အတွက်အလုပ်ထဲကလူတွေနဲ့အဆင်မပြေဖြစ်စေခြင်းရံပြဒနာများအကြီး မိမိလက်အောက်ငယ်သားများကြောင့်စိတ်ညစ်ရခြင်းအလုပ်တွေရပ်ဆိုင်းသွားမလို့ဖြစ်ခြင်းစတဲ့ပြဿနာတွေကြုံရတတ်ပါတယ်လောက်26တလပိုင်း18ရက်မှာနှစ်လပိုင်း16ရက်အထိတလလာအတွင်းမာဘုတ်မှာဒုနုကနေသားသမီးများဟာထွန်းဌာနမှာရက်တည်ပါတယ်မွေးနံဒုနုကနေနဲ့ထွန်းဌာနရှိစနေဂျူတို့ဟာတက်ဖက်ဖြစ်တဲ့အတွက်ကျမ်းမာရေးညံ့နေရမှာ ကျမ်းမာရေးကောင်းလာခြင်းယာဓုတို့တရားမျက်ရှိရင်ယာဓုတို့ခြင်းဂုံပြုခဲရခြင်းနိုင်ငံရဲ့ခြေလုံငန်းများနဲ့ကျိုးပြုခြင်းသွာလာခြင်းမိမိတိုးတက်ရာတိုးတက်ကြောင်းခွင်လန်းများပေါ်ပေါက်လာမယ့်ကာလဖြစ်ပါလာနေတဲ့ချနှစ်လပိုင်း19ရက်မှာသုံးလပိုင်း16ရက်အထိဒလလာအတွင်းမဟာဘုတ်မှာဒွန်းလုံးကနေသားသမီးများဟာ တိုက်ဌာနမှာရက်တည်ပါတယ်။မွေးနံတနုကနေနဲ့တိုက်ဌာနရှိအင်းကဂျိုးတို့ဟာအပြင်းရန်ဖြစ်တဲ့အတွက်အပြိုင်ဆိုင်နေကြမှာအောင်မြင်ကြီးမိမိဆွေဆွေပြည့်စုံခဲရတာဒီဖြစ်ရှင်းနိုင်ကြီးလို့ဝတ်တော်ဆရာသမားများနဲ့တွေ့ဆုံရခြင်းဖြစ်စေပါတယ်။2026လပိုင်း18ရက်မှာ၄လပိုင်း16ရက်အထိတလတာတွင်မာဘုံမှာဒုနုကနေသားသမီးများဟာ ရာသဌာနမှာယက်တည်ပါလေမွေးနဲ့တနင်္ဂနွေနဲ့ရာသဌာနရှိတောက်ကြကျိုးတို့ဟာအတွင်းမိတ်ဖြစ်တဲ့အတွက်ခီးကောင်းတစ်ခုသွားလာရမယ်ချစ်သူနဲ့ယာယီသွားလာရမယ်ကာလဖြစ်ပါလေစမ်းပွင့်နေမဲ့ကာလလည်းဖြစ်ပါလေချစ်သူကြီးသားများရှိသေးရင်ရရှိနိုင်ပါလေအိမ်တော်တွေပြုဝနိုင်ပါလေပြုလို့ကောင်းတဲ့ကာလဖြစ်ပါလေ တနေ့လာသားသမီး2025စစ်တရပဲ18ရက်မှာ2025 12လပိုင်း16ရက်အထိတလာတာတွင်မာပုတ်မှာတနေ့လာသားသမီးများဟာငွေကြေးနဲ့ပတ်သက်ပြီးအစိမ့်မပြေမှုလေးတွေထင်းကောပြဿနာလေးတွေကြုံရနိုင်ပါတယ်ခြေနှစ်ချောင်းအတွက်စိတ်ညစ်မှကာလဖြစ်ပါတယ်2025 12လပိုင်း18ရက်မှာ2026 တလာပိုင်းဆက်ချက်ရဲ့အထိတလာတာတွေတနေ့လာသားသမီးများဟာပညာရေးနဲ့ပတ်သက်ပြီးအောင်မြင်မှုတွေရရှိမယ်။အင်တာဗျူးတွေဖြင့်အောင်မြင်မယ်။မိသွေဆွေသေးတွေရရှိမယ့်ကာလဖြစ်ပါလေ။2026ဒလာဝိ16ရက်မှာဒလာဝိ16ရက်အထိတလာတာတွေတနေ့လာသားသမီးများဟာအလုတ်ထွက်ရတာမျိုးတွေအလုတ်ခြေပြုတ်တာမျိုးတွေဖြစ်တတ်တဲ့အတွက်ဒီထားမယ့်ကာလဖြစ်ပါလေ။ အလုတ်အိုးအိမ်တွေရဲ့ဌာနပြောင်းရွှေ့မဲ့ကာလဖြစ်ပါနောက်နှစ်ဆက်ချောင်းနှစ်လပိုင်း၁၈ရက်မှာ၃လပိုင်း၁၆ရက်အထိဒလလာတွင်တနင်္လာသားသမီးများဟာအရင်ဒီသုံးမိတ်ဆွေများဒီမှာငွေကြေးအကူအညီတွေရရှိပါမယ်။သားသမီးတွေတော့ကျန်းမာရေးညံ့တဲ့အတွက်ဂယူဆဲရမယ့်ကာလဖြစ်ပါတယ်။ နောက်26 3လပိုင်း19ရက်မှာ၄လပိုင်း16ရက်အထိဒလရာတွင်တနေ့လာသားသမီးများဟာယာရုတိုးတရာရှိရင်တိုးမယ်။နေချသွားတဲ့လာရှိရင်သွားလာခင်ရှိပါလေ။ဘင်္ဂါသားသမီးများ2025 17လပိုင်း19ရက်မှာ17လပိုင်း16ရက်အထိဒလရာတွင်ဘင်္ဂါသားသမီးများဟာ ိတ်ချမ်းသာမှုပြည့်ရရှိမြကလာဖြစ်ပါလေစိတ်ကျဉ်းတဲ့ဆရာသတင်းကောင်းလေးကြားရမယ်ဆရာသမားကဲ့သို့ပုဂ္ဂိုလ်တွေထံကနေအကူအညီတွေရရှိမယ်2025ဆက်လာပိုင်း18ရက်မှာ2026ဒလာပိုင်း16ရက်အထိဒလာတာတွင်ဘေငါသားသမီးများဟာမျောလင့်မထားတဲ့မိတ်ဆွေတွေနဲ့တွေ့ဆုံဝင်ရရှိမယ်အလုံးနဲ့ပတ်သက်တဲ့ခီးတွေထွက်ရပါမယ်ဘာသာရေးနဲ့ပတ်သက်ပြီးအလူအတန်းတွေပြုလို့ရတတ်ပါတယ် လောက်26ဒလာပိုင်း19ရက်မှာဒလာပိုင်း16ရက်အထိဒလာတာတွင်ရင်ကာသသမီးမြတ်ဟာဝင်းကြီးမလဲပတ်နိုင်တဲ့ပြဿနာတွေကြုံရတတ်ပါပြီ။ချီးကိစ္စများကြောင့်စိတ်ညစ်ရမယ်။ဒီကာလမှာဝင်းကြီးကူညီပေးတာအာမခံပေးတာမျိုးရှောင်လိုက်တာအကောင်းဆုံးဖြစ်ပါတယ်။လောက်26ဒလာပိုင်း19ရက်မှာလုံးလာပိုင်း16ရက်အထိဒလာတာတွင် ဟေကသာသမီးများဟာမြေယာများဝင်လာတတ်ပါတယ်အမွေနေရရှိတတ်ပါတယ်ချေးအိမ်တော်ရဲ့ကိစ္စများကြောင့်သိချမ်းသာမှုရရှိမဲ့ကာလဖြစ်ပါတယ်2026 3လပိုင်း19ရက်မှာ4လပိုင်း16ရက်အထိတလားလာတွင်ဟေကသာသမီးများဟာအလုံးမှန်ရံများခြင်းအလုံးနဲ့ပတ်သက်ပြီးအလွဲလဲချော်ချော်ကြီးကြုံရတတ်ပါတယ်မုခင်ကိစ္စတွေလည်းဖြည့်ရှင်းရတတ်ပါတယ် ိုးတော်ဦးသားသမီးများ2025 17လပိုင်း18ရက်မှ12လပိုင်း16ရက်အထိဒလရာတွင်ဗိုလ်တော်ဦးသားသမီးများဟာခက်ခဲတွေနဲ့ရုန်းကန်နေရမှာကာလဖြစ်ပါတယ်လူလိန်လူညာခန်းနေရပါလိမ့်မယ်ဗားသမီးတွေကြောင့်လဲစိတ်ညစ်စရာပြဿနာများကျုံ့တတ်ပါ2025 12လပိုင်း18ရက်မှ2026 တလာဝဲ16ရက်အထိဒလာလာတွင်ဗုဒ္ဓဥဒသမီးများခြေကိစ္စအိမ်တော်၏ကိစ္စများကံကောင်းနေမယ်မမျော်လင့်မဲချစ်သူရည်သားရရှိနိုင်သလိုအိမ်တော်လည်းပြည့်ဝတတ်ပါ၂၀၂၆တလာပိုင်း၁၉ရက်မှာနှစ်လပိုင်း၁၆ရက်အထိတလာတာတွင်ဗုဒ္ဓဥသာသမီးများဟာလုပ်ငန်းခြေချတာဟိုးအိမ်ခြေချရတာမျိုးကြုံရနိုင်ပါတယ်။နေရာတည်ပြောင်းရွှေ့လို့ကောင်းသောကာလဖြစ်ပါတယ်။ 2026လလာပိုင်း16ရက်မှာသုံးလာပိုင်း16ရက်အထိဒလတာတွေဘာဘုတ်မှာဘုရုသသမီးများဟာတာကြကြုပ်ကောင်းတဲ့အတွက်ခီးတွေထွက်တတ်ပါတယ်အလောက်ကိုင်းတွေတို့တို့ပြီးတော့ဆောင်ရွက်ရတတ်ပါတယ်ဂျမ်းမာကြီးကောင်းမွန်တဲ့ကာလဖြစ်ပါတယ်2026သုံးလာပိုင်း16ရက်မှာလေးလာပိုင်း16ရက်အထိဒလတာတွေဘုရုသသမီးများဟာငွေကြေးနဲ့ပတ်သက်ပြီးမိစေတွေကြောင့် စိတ်ငြိမ်းရတတ်ပါလေငွေကြေးနဲ့ပတ်သက်ပြီးဆုံရှုံနေတာတရားကိစ္စများဖြစ်တတ်လို့သတိထားမယ့်ကာလဖြစ်ပါလေကြာလာပြည်သားသမီးများ2025စက်တလပိုင်း19ရက်မှာ2025စက်နလပိုင်း16ရက်အထိဒလရာတွင်ကြာသာပြည်သားသမီးများဟာပညာရေးနဲ့ပတ်သက်ပြီးကံကောင်းသောကာလဖြစ်ပါလေကိုယ်ပိုင်ငွေကြေးစုဆောင်းနိုင်မယ့်ကာလဖြစ်ပါလေ 2025စနေလာပိုင်း19ရက်မှာ2026ဒလာပိုင်း16ရက်အထိဒလာတာတွင်ကြာသာပရိသသမီးများဟာလုံနဲ့ပတ်သက်ပြီးရန်တိုက်ခဲများအချင်းကျဲမာရင်ညံချင်းများကျွမ်းတက်ပါလေအလုံအစင်ပြင်းပြမှုများဖြစ်စေတတ်ပါလေ2026ဒလာပိုင်း19ရက်မှာဒလာပိုင်း16ရက်အထိဒလာတာတွင်ကြာသာပရိသသမီးများဟာ အသမီနဲ့ပတ်သက်ပြီးဘူတော့ကများဂျွန်းတက်ပါလေရွှေနဲ့ပတ်သက်ပြီးဘူတော့ကများများတက်ပါလေ2026နှစ်လပိုင်း18ရက်မှ3လပိုင်း16ရက်အထိဒလလာတွင်ကြာတာပရိသသမီးများတိုက်ခိုက်နေကြမှာအောင်မြင်တိုးတက်ခြင်းနိုင်ငံရေးချမ်းနဲ့ပတ်သက်တဲ့လုပ်ငန်းများအောင်မြင်ခြင်းကြောင့်နိုင်ပါလေ2026 3လပိုင်း18ရက်မှ4လပိုင်း16ရက်အထိဒလလာတွင် ကြာတာပြိသားသမီးများဟာအင်းအောင်ကြကြီးအတွင်းမိတ်ဆွေတို့ကူညီရရှိခြင်းသိချမ်းသာတဲ့သတင်းကောင်းများကြားခြင်းကျောင်းနိုင်ပါလေ။တောက်ကြသားသမီးများ2025 17လ18ရက်မှာ12လ16ရက်အထိတလတာတွင်တောက်ကြသားသမီးများဟာခီကောင်းသွားလာခြင်းမိမိကိုယ်တိုင်ကြော်ကြခြင်းအတန်တော်ပြည့်စုံများရရှိခြင်းကျောင်းနိုင်ပါလေ။ 2025စနလပိုင်း19ရက်မှ2026ဒလပိုင်း16ရက်အထိဒလတာတွင်တောက်ကြသားသမီးများဟာငွေရေးတက်ပသက်ပြီးသကားများရင်ရန်ဖြစ်ရခြင်းကားနဲ့ပသက်ပြီးစိတ်ညစ်စရာများကြုံရနိုင်ပါ2026ဒလပိုင်း19ရက်မှ2026ရက်အထိဒလတာတွင်တောက်ကြသားသမီးများဟာခြေချတဲ့နေရာရရှိခြင်းပညာရေးနဲ့ပသက်ပြီးအောင်မြင်ခြင်းမြေနဲ့ပသက်ပြီးဝင်ခြင်းကျောင်းနိုင်ပါတယ် 2026လလာပဲ16ရက်မှာ3လပဲ16ရက်အထိဒလာတာတွင်အောက်ကြသားသမီးများဟာဂိမ်းတော်ကြီးနဲ့ပတ်သက်ပြီးစကားများရတဲ့ချင်းချေးရကံကြံချင်းလမ်းခွဲရချင်းဝေးကွာရချင်းစတဲ့အကြောင်းတရားတွေကြုံရနိုင်ပါလေ2026 3လပဲ16ရက်မှာ4လပဲ16ရက်အထိဒလာတာတွင်တောက်ကြသားသမီးများဟာကျဲမာကြီးညံချင်းလေထိုးလေအောင်ချင်းရေချူးမချင်း စသဖြင့်ကျမ်းမာရေးချူချာသေးတတ်ပါလေ။သနေသားသမီးများ2025စက်တလပိုင်း19ရက်မှာစက်နလပိုင်း16ရက်အတွင်းဒလလာတွင်သနေသားသမီးများဟာဂုံလူပွဲသူများရရှိခြင်းယာဓုတိုးတက်ခြင်းနိုင်ငံရေးချမ်းနဲ့ပတ်သက်တဲ့အခွင့်အလမ်းများရရှိခြင်းထိပောက်ကင်းကြုံခြင်းဖြစ်စေပါလေ။2025စက်နလပိုင်း19ရက်မှာ 2026ဒလာဝဲ16ရက်ဒီဒလာလာအတွင်းစနေသားသမီးများဟာစေပစ္စည်းများနဲ့ဂျိုးပြူခြင်းဆရာသမားကဲ့သို့ပုဂ္ဂိုလ်များကုညီရရှိခြင်းသာကောင်းတပ်ဖွဲ့များလက်ခံရရှိခြင်းကြိုးဝမ်းနိုင်ပါသည်2026ဒလာဝဲ16ရက်မှာဒလာဝဲ16ရက်အထိဒလာလာတွင် စနေသားသမီးများရဝေခီးသွားလာခြင်း ရန်တိုက်ခံများမိမိကနိုင်ရရှိခြင်းကြုံရနိုင်ပါတယ်2020နှစ်လပိုင်း16ရက်မှာဒုံးလပိုင်း16ရက်အတွင်းတလတာအတွင်းသနေသားသမီးများဟာဝင်ကျွေးနဲ့ပတ်သက်ပြီးသကားများအကြီးဝေကြီးပြောင်းရှာတဲ့ခြင်းဆုံရှုံနေနိုင်ခြင်းကြုံရနိုင်ပါတယ်2020 3လပိုင်း16ရက်မှာ၄လပိုင်း16ရက်အထိတလတာအတွင်းသနေသားသမီးများဟာပညာရေးကိစ္စအင်တာဗျူးကိစ္စများအောင်မြင်မယ် အလူတန်းနေပြုလို့ရမယ်အဲဒီလိုမူဟောင်းပြဒနာဟောင်းနေလေကျောင်းတက်တဲ့အတွက်ဒီထားရမယ့်ကာလဖြစ်ပါလေအားလုံးပဲမိတ်ဆွေများရှင်လန်းချမ်းမြေ့ကြပါခင်ဗျာ